မင်္ဂလာပါခင်ဗျာအခုချိန်အားစပြီးတော့2025ခုနှစ်အောက်တိုဘာလ29ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့စစ်တပ်ကကျူးလွန်တဲ့ဆေးရဆုံးမှုအတွက်ကျူးလွန်သူတွေရဲ့ကိုယ်ရေးအချက်အလက်တွေစုဆောင်းနေတယ်လို့ WIWMHK ထုတ်ပြောတဲ့သတင်းကိုတင်ပြပေးပါမယ် မြန်မာနိုင်ငံမှာစစ်တပ်ကကျူးလွန်တဲ့ဆရာဆိုးမှုတွေအတွက်ကျူးလွန်သူတွေနဲ့တပ်မှုတွေရဲ့ကိုယ်ရေးအချက်လက်တွေကိုစုဆောင်းနေတယ်လို့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်တရား WIWM အကြီးအကဲနီကိုလတ်စ်ခွန်ဂျန်ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂဌာနချုပ်မှကျင်းပနေတဲ့အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတတိယကော်မတီအစည်းအဝေးမှာအခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။အကြံပေးစစ်တပ်ကဖမ်းဆီးထားသူတွေအပေါ်ညှဉ်းပန်းနှိပ်စက်မှုအပါအဝင်လိမ်ပိုင်းဆိုင်ရာအကြံဖတ်မှုတွေကျူးလွန်ခဲ့တဲ့ ထောက်ထားတွေစုဆောင်ရရှိထားပြီးတော့ကျွလွန်သူတွေနဲ့တမှုတွေရဲ့ကိုယ်ရေးအချက်လက်ကိုလည်းစုဆောင်ထားတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံမှာနိုင်ငံကာရာဇဝမှုဖြစ်ပွားမှုအကြိမ်ကြီးနဲ့ပြင်းထန်မှုများမြင့်တက်လာနေတယ်လို့လည်းနီကိုလက်စ်ခွန်ချန်ကအစည်းအဝေးတက်ရောက်လာသူတွေကိုအသိပေးပြောကြားခဲ့ပါတယ်တပိန်အိုင်တပိန် MNE ဖြစ်တက်တီထွက်စုချက်ပေါင်း600ကျော်အပါအဝင်အထောက်ထားရင်းမြစ်ပေါင်း1300ကျော်နဲ့ဆက်သွယ်ဆောင်ရွက်ခဲ့တယ်လို့လည်းရှင်းပြခဲ့ပါတယ်မြန်မာစစ်တပ်ဟာလေကြောင်းတိုက်ခိုက်မှုတွေကိုပိုအားထားလာပြီးတော့စာတင်ကြောင်း င်းတွေဆေးရုံတွေနေအိမ်တွေနဲ့ဘာသာရေးအဆောင်အုံတွေကိုတိုက်ခိုက်နေတာတွေအတွက်ဦးစားပေးစုံစမ်းစစ်ဆေးနေတယ်လို့လည်းတပေအိုင်တပေအမအကြီးကပြောဆိုထားပါတယ်။ တပင်းအိုင်တပင်း M ကရရှိထားတဲ့အထောက်ထားတွေကိုနိုင်ငံကရာဇဝခုံယုံကတရားလူရှိနေယုံနဲ့အာဂျင်တီးနားဖက်ဒရယ်ရာဇဝခုံယုံကစုံစမ်းစစ်ဆေးရေးတရားသူကြီးတွေအသုံးပြုနေတယ်လို့လည်းဆိုထားပါတယ်။ဒါအပြင်မြန်မာနိုင်ငံကလူမျိုးပြုံးစီမှုကိုတားဆီးရန်နဲ့ပြည်ထောင်ချမှတ်ရန်သဘောတူစာချုပ်ပါတာဝန်ဝတ်တရားတွေပြက်ကွက်ခဲ့တဲ့အတွက်ကြောင့်ကမ်ဘီယာနိုင်ငံကဆွတ်ဆွေးထားတဲ့နိုင်ငံကတရားရုံးအမှုမှာအသုံးပြုနိုင်ဖို့လေတပင်းအိုင်တပင်း M ကအချက်လက်တွေမျှဝေပေးနေတယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာရာ ဆွေးမှုတွေကျူးလွန်ရမှာအသုံးပြုခဲ့တဲ့လက်နက်နဲ့စစ်ဘက်သုံးကရိယာတွေရောင်းချပေးနေတဲ့လူပုဂ္ဂိုလ်စီးပွားရေးလုပ်ငန်းတွေဟာသက်ဆိုင်ရာနိုင်ငံရဲ့ဥပဒေတွေကိုချိုးဖောက်နေတာရှိမရှိစုံစမ်းစစ်ဆေးနေတဲ့နိုင်ငံတွေနဲ့လည်းတပည့်အိုင်တပည့်အမ်ဘကပူးပေါင်းဆောင်ရွက်နေတယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာကျူးလွန်ခဲ့တဲ့ကြီးလေးတဲ့နိုင်ငံတကာရာဇဝမှုတွေအတွက်တာဝန်ရှိသူတွေကိုတရားစီရင်နိုင်ဖို့ဒီအခန်းထဲမှာရှိနေကြတဲ့အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ူပေါင်းလှုံ့ဆော်ဖို့အသင့်ရှိနေတယ်လို့လည်းမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်တရားအကြီးအကဲနီကိုလတ်စ်ကွန်ဂျန်ကပြောဆိုထားပါရခင်ဗျာ။ ဆက်လက်ပြီးတော့စက်ကြီးကောက်ဖို့ထွက်လာတဲ့မုံရွာတောပူရွာကစစ်သားတွေကိုမိုင်းဆွဲခဲ့ရမှာစစ်သားနှစ်ဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့နယ်တောပူပြူစောတိရွာကနေစက်ကြီးကောက်ဖို့ထွက်လာတဲ့အကြံဖက်စစ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်သားနှစ်ဦးသေဆုံးသွားတယ်လို့မုံရွာ Dynamite Special Task Force ကဒီကနေ့အောက်တိုဘာလ29ရက်နေ့မှာထုတ်ပြန်လာပါပြီ။အောက်တိုဘာလ26ရက်နေ့မနက်ပိုင်းမှာတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့အသေးပေးထုတ်ပြန်လာတာဖြစ်ပါပြီ။နမေဇူးနဲ့ကြော်ကြားနေတဲ့တောပူပြူစောတိရွာကနေစက်ကြီး ေးကောက်ဖို့ထွက်လာတဲ့အင်အား20ခန်းပါစစ်တပ်စစ်ကြောင်းကိုမုံရွာမန္တလေးကားလမ်းကြီးတနေရာမှာဒေါ်လန်ဟီတပ်ဖွဲ့တွေကပရိဒါမိုင်း၃လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။မနက်၆နာရီမိနစ်40ခန်းအချိန်မှာတိုက်ခိုက်ခဲ့တဲ့ဒီတိုက်ခိုက်မှုမှာ အကျန်းဘက်စစ်သားတဦးတိဆုံးပြီးတော့6ဦးခြေပြက်လက်ပြက်တဲ့အထိဒဏ်ရာရသွားပြီးတော့ဒဏ်ရာရသွားသူတွေကနောက်တယောက်ထပ်တည်သွားတာလို့မုံရွာ Dynamite Special Task Force ကအသိပေးထားပါတယ်။စစ်ကြီးခောက်ဖို့ထွက်လာတဲ့စစ်သားတွေကို Braveheart Army BHA မုံရွာ Dynamite SDF Chin Twin Fighter Group CFG တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့တော်လိုင်းရဲဘော်တွေအထိခိုက်မရှိဘူးလို့သိရပါတယ်ခင်ဗျာ။ အခုဆက်လက်ပြီးတော့တနင်္သာရီမြို့နယ်မှာအကျန်းဖက်စစ်တပ်နဲ့တော်လှန်ရေးပူးပေါင်းအဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ရမှာစစ်ဗိုလ်အပါအဝင်ထိခိုက်သေးဆုံးမှုရှိတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းပူပေါင်းအဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ရမှာစစ်တပ်ဘက်ကစစ်ပူအပါအဝင်ထိခိုက်တိုက်ဆုံမှုရှိတယ်လို့မြိတ်ခရိုင်အမှတ်နှစ်တပ်ရင်းကဒီကနေ့အောက်တိုဘာလ29ရက်နေ့မှာထုတ်ပြန်လာပါတယ်တနင်္သာရီမြို့နယ်လေးမှန်ရွာအနီးမှာခြေကုပ်ယူထားတဲ့အကြမ်းဖက်စစ်တပ်ကိုမနေ့ကအောက်တိုဘာလ28ရက်နေ့နေ့လယ်2နာရီကျော်အချိန်မှာမဟာမိတ်ပူပေါင်းအဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်ဒီတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ဘက်ကအရာရှိတအူးအပါအဝင်ထိခိုက်ကြဆုံမှုရှိနိုင်တယ်လို့မြိတ်ခရိုင် ုင်တည်ရင်နှစ်ကအသိပေးထားပါရီလီမိုင်ရွာအနီးမှာခြေကုပ်ယူထားတဲ့အကြံဖက်စစ်တပ်ဟာပြည်သူပိုင်အိမ်အချို့ကိုမိရှုဖျက်ဆီးပြီးတော့နေအိမ်တွေကိုဝင်ဖောက်နေတယ်လို့လည်းမြေခရိုင်တည်ရင်နှစ်ကပြောကြားထားပါရီအဒီတီတွေ့တိုက်ပွဲမှာဒေါ်လန်ဤပူပေါင်းအဖွဲ့ကရဲဘော်တအူးကြာဆုံးခဲ့ပြီးတော့ရဲဘော်တအူးမစိုးရင်ရတဲ့ဒဏ်ရာရခဲ့တယ်လို့သိရပါရီတနင်္လာရီမြို့နယ်အတွင်းမှာဖြစ်နေတဲ့စစ်ရေးအခြေအနေတွေအရာဒေသနေပြည်သူတွေအပါအဝင်ခရီးသွားပြည်သူတွေအနေနဲ့အသည့်တတိနဲ့သွာလာနေထိုင်ကြဖို့မြေခရိုင်တည်ရင်နှစ်ကမြစ်တာရက်ခံထားပါရီခင်ဗျာ အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန်းကပေးပို့ထားတာဖြစ်ပါရယ်ခင်ဗျာ။